ရည်တများအားလုံးပဲမိင်္ဂလာပါရှင်အခုတခါမှတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့အကြောင်းအရာကစာရည်သူ အခရာတည်ရဲ့မိခင်တယောက်ရဲ့ချစ်ချင်းမေတ္တာဆိုတဲ့ဇလံအကြောင်းအရာလေးကိုတင်ဆက်ပေးမှာဖြစ်ပါရှင်အမေဒီညအတွက်ညနေစာမချင်းနေရနော်တားပြင်လာရင်အပြင်ကဝင်လာခဲ့မယ်ပြင်ကဝင်မလာပါနဲ့တားရင်ညနေစာသမီးဟင်းကိုအမေချက်ပေးနေကြပဲအမေလက်ရကအရသာလဲကောင်းနေတန့်လင်းတန့်ရှင်နေအပြင်ကဝင်ဆိုင်ပက်ဆက်ပုဂုံမှာပေါ်တားရင် အမေရဲ့ตาမျက်ဝင်နေတာမှမဟုတ်တာဒီနေ့ပထမဆုံးလက်ကထုတ်ရလေအမေကိုခင်းကန်းကောင်းကျေးချင်လို့ပါဝယ်ခဲ့မယ်နော်ဒါဆိုလဲตาသဘောပါပဲညနေအမေဈေးရောက်တာဆော့ဆော့သိမ့်ပြီးတော့ตาမိနေအောင်ထမင်းတူစားကြမယ်ဒါဆိုตาအလုပ်သွားတော့မယ်အမေအလုပ်ဝင်တော့ကြရင်ပိုက်ဆံဖြတ်ခံနေရအောင်မယ်အေးသွားသွားသွားตาဆိုင်ကယ်ကိုခရီးဆိုင်မောင်းသွားအောင်နော် ဟုတ်ကဲ့မေဒါဆိုตาအလုပ်သွားပြီနော် တတငင်းချင်းဟာသူ့မိတော်နင်းစီနဲ့အတူတားမိနှစ်ယောက်ထဲမှု အမေကသူ့ရဲ့အာကိုရပုံငင်းချင်းအဖေကငင်းငင်းငငယ်လေးတွေကနေအရှက်အမူးလွန်ပြီးတော့မိုးရွာရွာနဲ့လမ်းမလင်းနေရင်ကနေအေးပတ်ပြီးအသက်ပါပါသွားတယ်လို့အမေကပြောဘူးတယ်ငင်းချင်းအမေကလေးရကြမရှိတော့တဲ့နောက်မှာတော့တားအတွက်လောကဒဏ်ကိုကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတယ်ဟင်းသိမ်းခွေရဲ့ရောင်ရင်နဲ့တားကိုကြောင်းထားပေးခဲ့တယ် တားဆယ်တန်းအောင်ပြီးတော့တက္ကသိုလ်တက်လို့ပွဲရတဲ့အထိနေဘူးမရှောင်မိုးရမရှောင်နဲ့သူ့သားကိုပညာရဖြစ်အောင်ဟင်းသီးဟင်းရရောင်းပြီးတော့ပတ်မိုးပေးခဲ့တယ်။အခုချိန်မှာတားကပွဲရပြီးတော့ကုမ္ပဏီတစ်ခုမှစီးရီးတယောက်ဝင်လုပ်ခဲ့တာ။ဒီနေ့ကပထမဆုံးလကထွက်တဲ့နေ့ပဲ။음ငါလူကပြန်လာတာကြာနေပြီ။အမေလည်းအခုထိပြန်မြောက်သေးပါလား။အမေပြန်ရောက်ရင်တော့အစင်းနဲ့စားလို့ရအောင်။အမေကြိုက်တတ်တဲ့ပင်လယ်ပစွန်စီပြန်ဟင်းနဲ့ ဝက်တာပေါင်းကိုထမင်းစပွဲပေါ်မှာအရင်ပြင်ထားမှာပဲငင်းချန်လဲသူဝင်လာတဲ့သူ့မိကြိုက်တဲ့ဟင်းလျာတွေကိုစပွဲပေါ်မှာပြင်ဆင်သွားပြီးလဲသူ့မိကပြန်မရောက်လာသေးဘူးအမေတော်နှုတ်ကြနေပါလားအမေဘာများဖြူလို့လဲမသိဘူးအပြင်မှာလဲမိုးကရွာနေပြီငင်းချန်လဲလက်ကနာကြီးကို ကြည့်လိုက်တော့ညခုနှစ်နာရီထိုးနေပြီ မဖြစ်ပါဘူးအမေကငါသွားရှာမယ်တကားပေါက်နာမှာချိန်ထားတဲ့ထီးလေးကိုယူပြီးတော့ လက်ကထမီးလေးတစ်လက်ပါဆွဲပြီးအိမ်ပြင်ထွက်လာလိုက်တယ်။ငိန်ချန်သူ့မိကလက်လက်ပြီးတွားရောက်တက်တဲ့နေရာတွေမှာလိုက်ရှာကြည့်တယ်။ဒေါ်နင်းစီကိုမတွေ့။တွားတက်တဲ့နေရာမှန်သမျှကိုလိုက်ရှာတယ်။မတွေ့။လူပြောင်းတဲ့ရဲစခန်းကိုတွားတိုင်လို့လဲ24နာရီမပြည့်သေးတာဝန်ရှိသူတွေကရှာပေးမှမဟုတ်ဘူး။ငိန်ချန်ဟာသူ့မိကိုတလန်းဝင်တလန်းထွက်နဲ့လိုက်ရှာနေတော့တယ်။ဘူးကလည်းတတင်းမဲမဲရွာနေတော့လူနေအိမ်ကြီးကလည်းမိပိတ်ပြီးတော့အိတ်ကုန်ကြပြီ။ညာ7နာရီထိုးတဲ့အထိ ငင်းချင်းခင်မမတော့သူ့မိကိုမတွေ့တော့မှလက်လျှော့ပြီးတော့အင်ကိုပြန်ခဲ့တော့တယ်။သူ့မိများအင်ကိုအရင်ရောက်နေရင်သူ့ကိုစိတ်ပူနေအောင်မဲဆိုပြီးတော့အင်ကိုပဲပြန်မှုဆုံးဖြတ်လိုက်ရတယ်။ငင်းချင်းအင်ကိုရောက်လာတော့လေထော်နင်းစီကပြန်မရောက်သေးဘူး။ငင်းချင်းလည်းပထမဆုံးသူထုတ်လာတဲ့လှုပ်အားခါလေးကိုသူ့မိကိုအကုန်ပေးဖို့ထမင်းစပွဲပေါ်မှာတင်ထားလိုက်တယ်။မိုးကပူချင်းချင်းလာတော့အင်တကားကိုပိတ်ပြီးတော့ငင်းချင်းရေမိုးချူအဝတ်စားလဲလိုက်တယ်။ ခုချိန်တည်းလဲသူ့မိကပြန်မရောက်လာသေးဘူးသူလဲဘာမှမတက်နိုင်တော့ဘူးလေအိမ်မှာပဲထိုင်ဆောင်နေတော့မယ်ဆိုပြီးတော့အခန်းထောက်လေးမှာထိုင်ကားစရှိသေးတယ်တကားခောက်တံထွက်လာတာကြားလိုက်ရတယ်အမေပြန်လာပြီဆိုပြီးတော့တကားကိုဝန်းတာတကြီးနဲ့တွားဖွင့်လိုက်တယ်အပြင်မှာမိုးတိတ်တိတ်မဲမဲရွာနေတာက လွဲပြီးတော့ဘာမှလည်းမရှိဘူးနေချင်လဲစိတ်ဓာတ်ပြန်ကျသွားပြီးတော့တကားကိုပြန်ပိတ်မယ်အလို့အေးစစ်တဲ့လက်တစ်ဖက်ကငင်းချက်ရဲ့ခြေတောက်ကိုလမ်းဆွဲလိုက်တယ် ရင်ကျန်လဲအထိတ်တလန့်နဲ့အောက်ကိုငုံကြည့်တော့အတက်ငွေလေးသာကြံ့တော့တဲ့သူ့မိဒေါ်နင်းစီဖြစ်နေတယ်။အမေဘလို့ဖြစ်လာတာလဲအမေရဲ့သူ့မိကိုပွေဖက်လိုက်ပြီးတော့မျက်ရည်နဲ့သူ့မိကိုမင်းနေပြီမေ။သူပွေဖက်လိုက်တဲ့အချိန်မှာပဲသူ့မိကအသက်ထွက်သွားရှာပြီ။အမေအမေရင်ကျန်မျက်ရည်လားမွေးရည်လားမသိသွေးတန်တရရဲ့နဲ့ဒေါ်နင်းစီအလောင်းပေါ်မှာစီးကြနေရတယ်။ဒေါ်နင်းစီတေဆုံးမှုကတကယ့်တနာစရာ။ ဟင်းဒီဟင်းရဲ့ရောင်းလို့ကုန်တော့အင်ကိုဝင်ပန်းတတာပြန်လာတဲ့အချိန်မှာမိုးကလည်းရွာတော့ပတ်ဝန်းကျင်ကိုဂရုမစိုက်မိပဲအနောက်ကနေမောင်းလာတဲ့ကားကဒေါ်နင်းစီကိုဖြတ်တိုက်သွားတာခြေထောက်နှစ်ဖက်လုံးမှပြတ်သွားရှာတယ်အသက်ကချက်ချင်းမတည်သေးတော့ရှစ်စုမက်စုအားနဲ့ငါသားလေးထမင်းစားဖို့စောင့်နေပါလားဆိုပြီးတော့ရှိတဲ့အသက်ငွေ့ငွေ့လေးနဲ့သားစီကိုရောက်အောင်ဒုရတိုက်နဲ့ပြန်လာခဲ့ရှာတယ်မိုးကအေးတွေးထွက်လွန်တော့အိမ်ပေါ်ရောက်မှပဲအသက်ကထွက်သွားရှာတယ်အော် ငါရဲ့ပထမဆုံးလာစားနဲ့အမေကိုပြုစုရမလားလို့အခုတော့အမေရဲ့အတုပစီဖြစ်နေပြီအမေရဲ့ရင်ကျဲမျက်ရည်လေးစိတ်ချနေရင်းနဲ့ဝမ်းနေစွာနဲ့သူ့အမေရဲ့ပုံကိုကြည့်နေတော့တယ်ရင်ကျဲအဲ့မိမိတည်တဲ့နေရာကအရင်လကလည်းတယောက်တည်တယ်အဲ့နေရာကအရင်ကျန်းတာနော်ဘာမှမဆိုင်ပါဘူးဗျာကျွန်တော်အမေကားတိုက်လို့ဆုံးတာအဲ့ကိုလာဟာလာတွေနဲ့ဘာမှမဆိုင်ဘူး ကားကိုမစင်မကျင်မောင်းတဲ့လူကြောင့်ကျွန်တော်အမေဆုံးရတာငင်းချန်သူ့အမေဆုံးသွားတာဟာရိုးရိုးကားတိုက်လို့တည်တယ်တရေတစီတွေအယုံကြည်မရှိဘူးငင်းချန်သူ့အမေဆုံးသွားပြီးတဲ့နောက်ပိုင်းမှာတော့အရှင်လူမတက်ကြတော့ဘူးအလုံးလုံးရင်လဲတမိုင်မိုင်နဲ့ငါဘောကတော်တော်ကန်ဆိုးတာပဲအဖေကငငယ်လေးတွေကမမြင်ရဘူးအမေကြပြန်တော့ငါ့အတွက်စည်ရင်ကြီးစွာရုန်းကန်ခဲ့ရတယ်ငါပညာရဖြစ်တော့လဲအမေကိုပြန်ပြုစုဖို့ ကျေးဇူးဆက်ဖို့လောက်ခါမှာပဲအမေကငါ့ဘဝတွေကနေထွက်သွားပြီငင်းချင်ရဲ့တရားနဲ့ဖြေပါကွာမင်းလိုပဲငါလည်းခံစားမှုပါတယ်အချင်းကကုစားသွားမှာပါအေးပါအောင်လေငါလည်းဝမ်းနဲ့လို့ညီးမိတာပါငါကြိုးစားပါမယ်ငင်းချင်ညနေအလုပ်စင်းရင်ငါနဲ့လိုက်မလားဘယ်ကိုလိုက်ရမလဲအောင်လေရရက်ဆိုင်လေကွာအရက်သွားတော့မလို့ဟာ အရက်ဆန်ဆိုရင်တော့ငါမလိုက်ချင်ဘူးအမေကငါရက်တောက်တာကိုကြိုက်မှာမဟုတ်ဘူးအဖေလည်းဒီရက်ကြောင့်တည်သွားရတာဟာငါကောင်ရအရက်ဆိုတာစိတ်ထွက်ပေါက်တစ်ခုပဲစိတ်ညစ်နေရင်အရက်နဲ့မျောလိုက်ညစ်တာတွေပျောက်သွားမယ်လိုက်ခဲ့စမ်းပါကွာအေးကွာငါတော့အရက်မတောက်ဘူးဘူးစိတ်ညစ်တာပျောက်မယ်ဆိုရင်တော့ငါတောက်ချင်တယ်လိုက်ခဲ့မယ်ကွာအောင်လင်းနဲ့ညင်ချဲတငယ်ချင်းတယောက်ကညနေရုံစင်းပြောင်းချိန်မှာတော့ကာရာအိုကေနဲ့တွဲဖွင့်ထားတဲ့ စားတောက်ဆိုင်တစ်ခုတည်းကိုစင်းကြီးဆရာတွေဖြည့်ဖြောက်ဖို့အတွက်နေရောက်သားဟာအရင်နဲ့အမီးချို့ကိုမာယူစားတောက်လေရောတယ်။ငိမ့်ချန်မင်းပြောတော့အရင်မတောက်ဘူးဘူးဆိုခုကြတော့လေရေတောက်နေတဲ့အတိုင်းပါလား။မဟုတ်ပါဘူးကွာ။ငါလည်းတောက်ကောင်းကောင်းနဲ့တောက်လိုက်တာ။နောက်တလုံးထပ်မှာကွာ။ဒါနဲ့အောင်လေ။မင်းမျက်နှာဘာဖြစ်လို့အများကြီးဖြစ်နေရလဲဟ။သွားပြီငိမ့်ချန်မင်းတအားမှုနေပြီထင်တယ်။လာလာလား။ အေးပြန်ကြမယ်ငါအထင်တော့မင်းမရောက်တော့ဘူးငင်းချန်အောင်လင်ပြောလို့တော့မစုံဘူးငင်းချန်တရအမုန်းလို့ပြီးတော့စပွဲပေါ်မှာမောက်သွားပြီး အောင်လင်လည်းငင်းချန်ကိုတွဲလာပြီးတော့ဆန်ကေရဲ့အနောက်မှာကန့်လန့်တင်ကငင်းချန်ရဲ့အိမ်မက်ရှိရာကိုမောင်းပြန်လာခဲ့တယ်အောင်လင်ကတောက်နေကြမှုဘလောက်တောက်တောက်ရေချိန်ကပ်ပြီးဆိုတာသူသိနေတယ်အဲ့ဒါကြောင့်မူးဝေမဲ့သူကတတိရှိနေသေးတယ်ငင်းချန်ကိုအိမ်အေးပြန်ပို့ဖို့တတိကြီးကြီးနဲ့မောင်းလာခဲ့လိုက်တယ် သူလည်းငိမ့်ချဲအိမ်ကိုမရောက်ဖြစ်တာကြပြီဒေါ်နေစီအာတုဝပြည်တဲ့ကမလာဖြစ်တော့တာဖြည်းဖြည်းမမယ်မောင်းလာရင်နဲ့ငိမ့်ချဲရဲ့အိမ်ချက်ဘဝကိုရောက်လာတော့တယ်ချက်ဝကိုရောက်တော့အောင်လွင်လင်းဆိုင်ကယ်ကို တောက်ထောက်လိုက်ပြီးတော့ခြံတကားကိုဖွင့်ဖို့တကားကိုတွန်းဖို့လုပ်နေတော့မှာပဲမျက်စိကငိမ့်ချဲအိမ်ထဲကိုအမတ်မထင်ကြည့်မိလိုက်တယ်ဟင်းဒါဒါဘာသူပါလဲအောင်လွင်တေချာကြည့်လိုက်မှအေဘရီဘော့ကနေအောင်လွင်ကိုလမ်းကြည့်နေတဲ့ဒေါ်နေစီ အောင်လျာဒီကုလုံးကိုစက်သိမ်းမွေးခြင်းနဲ့ထဒူးတောင်တုံတလို့ဖြစ်လာတာဒေါ်နင်းစီကတည်သွားပြီလေဒါဆိုရက်ကြည့်နေတာကတည်ရဲ့တည်ရဲ့ပေါ့အောင်လည်းဘာမှထမစင်းစားနေတော့ပဲနဲ့လာရလန်းအတိုင်းကိုနောက်ပြန်လဲပြေးတော့တယ်အောင်လင်းထွက်ပြေးသွားတော့ဆန်ရှိမှကြံနေတာကငိန်ချန်းဆိုင်ကယ်ပေါ်မှာအမှုနုံအိပ်ပျော်နေတာညကတဖြည်းဖြည်းနဲ့ပူပြီးအမောင်ကျလာတယ်ဆောင်းရသည်ဆိုတော့လေပြင်းနဲ့တူပါလာတဲ့ နင်းဆက်တချို့နဲ့အတူငင်းချင်းဟာလွလွလာပြီးတော့အိပ်ပျော်ရာကနေလက်နိုးလာတယ်။နာယီကြည့်တော့ညာ၁၂နာရီထိုးနေပြီ။ငင်းချင်းလည်းအရရဲ့ကောင်းကျိုးကြောင့်ကောင်းနေကြိုက်နေရာအိမ်ထဲကိုတင်းတိုင်နဲ့ဝင်လာပြီးတော့ရေမချိုးပါမချိုးနဲ့အိပ်ရာထဲတန်းဝင်သွားလိုက်တော့တယ်။အရင်ကဒေါ်နင်းစီရှိတော့ကတက်ပြတ်နေတဲ့အိမ်လေးဒေါ်နင်းစီဆုံးသွားပြီးရက်ပိုင်းမှာပဲအမိုက်ဘရဘွားနဲ့ငင်းချင်းမှုနေတော့တတိမထားမရှာဘူး။ နောက်တနေ့နန်းနဲ့မိုးလင်းတော့ရင်ကျဲအိယာကတဖြည်းဖြည်းနဲ့ချလာပြီးတော့ခေါင်းကကိုက်နေစင်အိမ်ထဲတစ်ချက်လမ်းကြည့်လိုက်တယ်သူ့မေရှိတုန်းကလို့မတန့်ရှင်းတော့ဘူးအမိုက်တွေဟာဟိုတစတိတစနဲ့ပလဲနေတာမြင်တော့음ငါလုံနာမှာပဲရှင်းတော့မယ်အခုတော့အလုံနောက်ကျနေပြီငါရေချိုးပြီးအလုံရင်သွားအောင်မပါရင်ကျဲဟာရေမိုးချိုးအဝတ်အစားလဲပြီးတော့ဆိုင်ကယ်ပေါ်ကိုတက်ပြီးတော့အလုတ်ကိုထွက်လာလျော်တယ်ရင်ကျဲ ညကဘာဖြစ်တာလဲမင်းသိလားအေးကွာအောင်လေငါလည်းအမှုလုံသွားတယ်ထင်တာပဲအင်ကိုဘလို့ရောက်သွားမှန်းတော့မသိဘူးအေးငင်းချံမြို့ကငါတင်ပေးမယ်အရက်တိုက်တာမူးချင်မေ့ချင်လို့တောက်တာမှန်နေအလွန်ကြုံမတော့ရဘူးရေချင်ကက်မကက်ကိုစိတ်ကသိနေရမယ်ဒါမှအရက်တောက်ရဂျိုးနဲ့တာအမှုလုံပြီးမောက်သွားရင်တော့ကိုဘာဖြစ်တာတော့မသိတော့ဘူးအဲ့လောက်ထိမတော့ရဘူးကွာအေးပါကွာအောင်လေယာမြို့ကလည်းငါကျေးဇူးတင်ပါတယ် ငါ့ကိုအမြဲကူညီပေးလို့မလိုပါဘူးကွာတငယ်ချင်းတွေပဲအလောက်လည်းအတူတူလုပ်ကြတာတယောက်နဲ့တယောက်ကူညီပေးရမှာပေါ့အဲ့ဒါလည်းစိတ်ထဲမထားပါနဲ့အောင်လင်းကညကသူဒွန်နင်းစီ၆တာခံရတာကိုငင်းချမ်းကိုမပြောပြခဲ့ဘူးသူတငယ်ချင်းကမရှိတော့တဲ့သူကိုတန်တာပြီးစိတ်ဓာတ်ကြနေရကိုသူမမြင်ချင်ဘူးအဲ့ဒါကြောင့်ဘာတော့ကမှမဖြစ်ရအောင်ဒွန်နင်းစီတည်းဖြစ်နေတာကိုငင်းချမ်းကိုသူမပြောခဲ့တာပဲတငယ်ချင်းတယောက်ဟာ အလောက်တွေအတူလှုပ်ရင်နဲ့စီရင်တွေစင်ပြီးရင်လှုပ်ပြီးသားစီရင်တွေကိုသူတို့ထက်အရာရှိကိုစီရင်အအလုံးပြီးလို့ညနေဆောင်ရုံးစင်းကြီးရောက်တာနဲ့မင်းကတောက်နေကြဆိုင်မှာပဲတကယ်ချင်းတယောက်ကတနစ်တာမော်ရီတာကိုဖြည့်ဖြောက်လေရောတယ်။ငင်းချင်းမင်းကငါပြောပြမယ်။ငါဆိုအရက်တောက်ပြီးကားမမဘူး။အိမ်ကို969သုံးနေပဲပြန်နေ။လမ်းလျှောက်ပြန်တော့စီဘိုးလဲတက်တာတလို့အန်တီလဲကင်းနေ။မူပီမောင်နဲ့အမှုကလည်းမရှင်းရတော့ဘူး။ ေးကွာသူ့ရက်ွက်မှာဆန်ကယ်ရီစစ်တာငါလည်းတစ်ခါမှမတွေ့ပါဘူးအောင်လေးကဓာတ်နဲ့နေပါအောင်မင်းရင်ကရုံးကိုကားမောင်းလာတာပါအခုအိတ်ကဘယောက်သွားလို့လဲတောက်ဆရာရှိတာတောက်ဆင်းမှငင်းချင်ရကားအကြောင်းတော့ငါမပြောချင်ဘူးအေးပါကွာမင်းမပြောချင်ငါမမေးတော့ပါဘူးကဲကဲဆိုင်သိန်းချင်ရောက်နေပြီငါတို့လည်းပြန်ကြမယ်ငါလိုက်ပို့ပေးမယ်အောင်လေးရရရရငင်းချင်မင်းဖာသာမင်းကယူဆိုင်မောင်းပြန် ငါ့အဆောင်ကဒီလမ်းထဲမှာပဲဒါဆိုတော့ပြီနော်ရင်းချင်းနဲ့အောင်လင်ဟာရဲဆိုင်မှာပဲလမ်းခွဲလိုက်ကြတယ်ရင်းချင်းကအိမ်ကိုဆိုင်ကယ်မောင်းပြန်လာတယ်အိမ်ရောက်တော့ဆိုင်ကယ်သိမ်းပြီးတော့အိမ်တကားကိုဖွင့်လိုက်တော့ရင်းချင်းအံ့ဩစရာတစ်ခုကိုမြင်လိုက်ရတယ်သူ့အိမ်ကရှုပ်ပွားနေတာသူ့မိဆုံးပြီးတဲ့နောက်ပိုင်းမှာတန်ရှင်ရေတကားမှမလုပ်ဘူးအခုကျတော့တအိမ်လုံးလဲချင်းထတာကတက်လို့ပြန်လို့อืมဒီအိမ်မှာငါတယောက်တည်းနေတာပါဘသူကများတန်ရှင်းလာလို့သွားလည်းမသိဘူး ဒင်းကျန်လည်းအရက်ရှင်ကြောင့်ရေတောင်မချိုးဘဲနဲ့တခါလေးကိုထိုးအိပ်သွားတော့တယ်။မိုးလင်းတော့အိယာဟာထပင်စရာရှိတာပြင်ဆင်ပြီးတော့အလုပ်သွားတော့တယ်။ငါမဟုတ်ပဲဘသူတန်ရှင်းလှုပ်တာတည်အောင်ငါဖွက်ထားခဲ့ဦးမယ်။ညကငါပြင်မတာဟုတ်မဟုတ်သိရတာပေါ့။ငင်းကျန်လည်းအလုပ်မသွားခင်မှာတော့အဝတ်တချို့ကိုဟိုနေရာတစ်ခုဒီနေရာတစ်ခုတအိမ်လုံးပေါအောင်လုပ်ပြီးတော့ကျင်းနဲ့တော့မှာပဲအလုပ်ကိုထွက်လာခဲ့တော့တယ်။ညနေစောင်းအလုပ်သိမ်းချိန်ရောက်တော့တကယ်ချင်းတယောက်ဟာပုံမှန်အတိုင်းပဲ အရေးဆိုင်မှာစကားတပြုတ်ပြုတ်နဲ့ညာ၁၂နာရီထိုးဆိုင်ပိတ်ချိန်မှာပဲလမ်းခွဲပြီးတော့ကို့အိမ်ကိုပြန်ကြတယ်။ငင်းချင်းအိမ်ပြန်ရောက်တော့မနေ့ကအတိုင်းပဲတအိမ်လုံးဟာတန့်ရှင်းတက်ရနေရ။အိမ်ထဲဝင်သွားပြီးတော့ထမင်းစားကူမှာဝင်ထမ်းလိုက်တယ်။သူအတော်တွေးမရဖြစ်နေတယ်။ကြောက်ထဲနေတဲ့အိမ်ဟာဘသူကတန့်ရှင်းလာလို့နေရလဲ။သူတွေးနေတော့မှပဲချိန်ထားတဲ့သူ့မိရဲ့ဓာတ်ပုံကအောက်ကိုပြုတ်ကျလာတယ်။ငင်းချင်းထိုင်ရကထပ်ပြီးတော့ဓာတ်ပုံကိုကောက်ယူလိုက်မှပဲ။ သူ့ကောင်းလေးကအတွေးတစ်ခုဝင်လာတော့တယ်။အိမ်ကိုတန့်ရှင်းလုပ်နေတာသူ့မိများလား။အမေမချွတ်မလို့ပဲ။တရေဘဝနဲ့အိမ်မှာတန့်ရှင်းလုပ်ပေးနေတာများလား။ငင်းချန်တပ်ပုတ်ကိုပြန်ချိတ်လိုက်ပြီးတော့အမေဒီအိမ်ထဲမှာအမေရှိနေလား။ဒါအမေကိုအရင်တတိရတယ်။အမေအိမ်ထဲမှာတကယ်ရှိတယ်ဆိုရင်တောင်းကိုတခုခုလုပ်ပြပါ။ငင်းချန်သူ့မိတပ်ပုတ်ကိုကြည်နေပြောလိုက်မိတယ်။သူပြောလို့တော့မဆုံးသေးဘူး။ အခုမှချစ်လိုက်တဲ့ဓပုံကအောက်ကိုပုတ်ကနေပြန်ပြုတ်ကျလာတော့တယ်။အမေအမေတားလေအမေကိုအရင်သတိရတာပဲ။အမေဆိုရင်တားကိုအရေးပြပါလား။တားအမေကိုမြင်ချင်းလို့ပါ။ငင်းချင်းအယူတယောက်လို့ပြောနေပေမဲ့သူ့မိအရေးကပေါ်မလာပါဘူး။သူ့မိများသူ့ကိုစကားပြောမလား။စောင့်ရင်စောင့်ရင်နဲ့ငင်းချင်းအိပ်ပြောသွားတော့တယ်။နောက်တနေ့မိုးလင်းတော့ငင်းချင်းဟာပုံမှန်အတိုင်းပဲအင်ကိုဖြတ်ပြီးတော့အလုပ်ကိုထွက်လာလိုက်တယ်။ ဒီနေ့ကိုအလွတ်လုပြီးတော့အလုတ်စင်းကနေကိုအောင်လင်းကိုငင်းချင်းကလမ်းပြလိုက်တယ်။အောင်လင်းရုံစိအရေးဆိုင်သွားမယ်ကွာ။ဟာထူးစင်းနေပါလားငါကောင်းရ။မင်းရင်စားပြီးတော့ထိုင်ဖို့ပြောလာရင်လား။ငါမင်းကိုပြောချင်ချင်လို့အောင်လင်း။အော်ရင်ငင်းချင်းမင်းလူရေးမှန်သွားပြီ။ငါ့ကိုတိုင်မင်တာမင်းမှန်နေ။ငါကဘယ်ဟာမဆိုတိုင်မင်လို့ရတယ်။ရုပ်ဆော့အစုံတရားကိစ္စကအစမင်းတိုင်မင်လို့ရတယ်။အောင်လင်းကငင်းချင်းသူ့ကိုပြောမှာက ငင်းချဲအိမ်မှာရှိနေတဲ့ဒေါ်နင်းစီတည်းရဲ့ဖြစ်နေတဲ့အကြောင်းဆိုတာကိုကြိုသိနေတယ်။ကြိုမသိပဲနေမလား။အောင်းလင်းလည်းအချောက်ခံရဘူးတယ်။ရက်ွက်တွေကလူတွေလည်းခဏခဏအချောက်ခံရတယ်။ညနေနေဝင်ပြီးဆိုရင်လမ်းတော်လမ်းလာတွေကဒေါ်နင်းစီကိုခဏခဏတွေ့ကြတယ်။ခြေထောက်မပါဘဲနဲ့ဂျူးတိုက်ဆွဲပြီးသူ့အိမ်ကိုပြန်လာနေတဲ့ပုံကိုရက်ွက်ထဲကမကြမကြအချောက်ခံနေရတာ။ငင်းချင်းကတော့ဘယ်သိမလဲ။မနေ့အလုပ်သွားရုံးစင်းတို့အရေးဆိုင်ဝင်ညာဆက်နှစ်နာရီထိုးမှအိမ်ပြန်လာနေကြဆိုတော့ ဘသူနဲ့မှစကားမဆမီတော့မသိရဘူးပေါ့အောင်လေငါတည်းရဲ့အကြောင်းတိုင်မင်းမှာငါတည်းရဲ့အကြောင်းတိုင်မင်းမှာမင်းဘလို့သိလဲငင်းချင်မင်းအရေးစတော့တဲ့နေ့ကိုမက်မိလားမင်းအမူးလွန်ပြီးတော့မင်းကငါအိမ်ပြန်ပို့တယ်နေလေအဲ့နေ့ကမင်းမိကဝရန်တာတကားကနေငါ့ကိုစက်ကြည့်နေတာငါမြင်ခဲ့ရတယ်မင်းကြောက်မှဆိုလို့ငါမပြောခဲ့တာပါငါမျိုးဘလောက်ချစ်တာမင်းလည်းသိတာနဲ့အောင်လေအမေတည်းရဲ့ဖြစ်နေလေငါမကြောက်ပါဘူး ငါ့အမိကိုမင်းချင်းနေအဲ့ဒါငါဘယ်လိုလုပ်ရမလဲတရေကိုမင်းရတဲ့နေတော့ငါကြားဘူးတယ်မင်းလှုပ်ကြည့်ပါလားငါပြောပြမယ်လေအေးလှုပ်စမ်းကွာတငယ်ချင်းဟာငါအမိကိုမင်းချင်းနေအောင်လင်ကတရေကိုမင်းရဖို့ဘယ်လိုပဲပုံလုပ်ရမလဲဆိုတာကိုပြောပြလိုက်တယ်ငါကြားဘူးတာကတော့အဲ့လိုပဲငြိမ်ချမ်းမင်းမိကိုမင်းချင်းတော့မင်းလှုပ်ကြည့်ကွာငြိမ်ချမ်းလဲသူ့မိဒေါ်နင်းစီကိုမင်းရဖို့ အောင်နဲ့စီကနီလန်းရပြီဆိုတော့ဂျေစုတင်စကားပြောပြီးတော့အင်ကိုပြန်လာခဲ့တော့တယ်။အင်ရောက်တော့အောင်နဲ့ပေးတဲ့နီလန်းအတိုင်းတကားကိုဖွင့်ပြီးတော့အင်ကိုကြောပြလိုက်ကသူ့ပေါင်ကြားကနေအောက်ကိုငုံကြည့်လိုက်တယ်။အင်တခုလုံးကိုငင်းချဲတေချာကြည့်ပေမဲ့သူ့မိကိုမတွေ့ရဘူး။ငင်းချန်လည်းလက်လျှော့ပြီးတော့အင်ထဲကိုဝင်လိုက်တယ်။အမေရေအမေရှိနေတာတားသိပါတယ်။တားကိုဘာလို့ထွက်မတွေ့တာလဲ။ဘာလို့တားကိုစကားမပြောရတာလဲ။ ငင်းချင်းဟာအယူတယောက်လိုပြောနေပေမဲ့ဘာမှထူးခြားမလာဘူး။ဘလို့မှလည်းမထူးခြားတဲ့အစုံမှာတော့စိတ်ညစ်ညစ်နဲ့အိပ်ပစ်လိုက်တယ်။နောက်တနေ့ရုံစင်းချင်းထိုင်နေကြအရက်ဆိုင်မှာတော့တငယ်ချင်းတယောက်ဟာအရက်တူတောက်ရင်နဲ့တဖြည်းဖြည်းနဲ့အရင်ရလာတော့တယ်။အောင်လေးမင်းပေးတဲ့နီးလန်းကအဆင်မပြေဘူးဟ။အမေငါ့ကိုထပ်မတွေ့ဘူး။ငင်းချင်းရဲ့မင်းကိုကြည့်ပြီးငါရင်မောတယ်။မင်းအမေကိုငါမသိစေချင်ပါဘူးကွာ။ အချင်းကိုသာဆွဲထားလို့ရရင်ငါဆွဲထားပေးတယ်။ဟာအောင်လရမင်းစကားကထူးဆန်းလိုက်တာ။အချင်းကိုဆွဲထားလို့ရအောင်မင်းကတကူးရှိမှမဟုတ်တာ။ငါမင်းကိုတနာလို့ပါငင်းချမ်းရ။အေးညီကသာငါဘေးမှာရှိရင်တော့ဒေါ်နင်းစီကိုအချင်းမီဆွေးယုံပို့လိုက်ရင်တော့မတင်နိုင်တော့ဘူး။ဟာအောင်လွင်နှခါရှိပြီကွ။မင်းထူးထူးဆန်းဆန်းနေလားပြောလို့မသိရင်ငါ့မိကားတက်တဲ့နေကမင်းပြေးမှရှိနေတဲ့အတိုင်းပဲမင်းမူးနေပြီလား ငါမမူးသေးပါဘူးကွာဒါဆိုလဲထက်ချက်ကွာဒီနေ့ငါတို့တငယ်ချင်းတွေကအမူးတော့ပြစ်မယ်ညီချင်းကပြောလဲပြောအရက်သုံးမင်းလောက်ထပ်မှာပြီးတော့နေရောက်သားစကားတပြုတ်ပြုတ်နဲ့တောက်လာတာညာ၁၂နာရီထိုးနေပြီဆိုင်ပိတ်ချိန်ရောက်မှာပဲဆိုင်ကနေထွက်လာတယ်ညီချင်းငါဒီနေ့တော့အတော်မူးသွားပြီငါ့ကိုအရင်ပြန်ပို့ကွာရတာပေါ့တငယ်ချင်းရာလာဆိုင်ငယ်ပေါ်တက်အောင်းလင်းလင်းဆိုင်ငယ်ပေါ်လန်းခွာလိုက်တယ်မောင်းတော့တငယ်ချင်းညောက်သား တချင်းတအေးအေးနဲ့တောက်ထားတဲ့အရက်ရှင်နဲ့ဆန်ကယ်ကဖဲကွေးလိုက်ညကွေးလိုက်နဲ့သူတို့နဲ့အတူဆန်ကယ်ပါလိုက်မှုနေတယ်လို့ထင်ရလောက်တယ်။မောင်ရင်မောင်ရင်နဲ့လမ်းအကွက်တစ်ခုမှာတော့ရုပ်တရက်အရေးတစ်ခုပေါ်လာတာကိုငြင်းချမ်းမိရတော့တိုက်မိမှဆိုလို့ဆန်ကယ်ကိုတစ်ပက်ကိုဆွလဲလိုက်တော့အရှိန်မထိန်နိုင်ပဲဆန်ကယ်ရောသူတို့နှစ်ယောက်ပါကားလမ်းမဘေးကို ထိုးဆင်းကျသွားလေရောတယ်။ညစနစ်ခွဲနေပြီ။မိုးကလည်းအဲ့အချိန်မှာပဲတဲတဲမဲမဲရွာချလေရောတယ်။ ရင်ချင်းကကြားလာတဲ့မိုးဆက်တွေကမျက်နှာကိုရိုက်ခတ်တော့သတိပြန်ရလာတယ်။သတိပြန်ရတာနဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့သူနဲ့ခက်လန်းလန်းမှသူ့တငယ်ချင်းအောင်လင်းနဲ့သူဆိုင်ကယ်လေးနေတာမြင်တော့အောင်လင်းကိုတွားကြည့်ဖို့ထားလိုက်ပြီးအောင်လင်းရှိရာကို တဖြည်းဖြည်းလျှောက်လာလိုက်တယ်။အောင်လင်းသားရောက်တော့ရင်ချင်းအတုတ်ကိုတုံ့လုပ်သွားတယ်။သူ့ရှိမှသူမြင်နေရတဲ့သူ့တငယ်ချင်းအောင်လင်းဟာခေါင်းတစ်ဖက်လဲပြီးတော့ဆက်ကြိုးတင်နေပြီ။ဟာအောင်လင်းတွေ့ပြီ။ ငါဘယ်လိုလုပ်ရမလဲရဲတွေစီရင်တော့ငါအမှုပတ်အောင်မယ်ငါဘယ်လိုလုပ်ရမလဲအိုးငါအိပ်ပြက်မယ်အိမ်ရောက်မှဘာလုပ်ရမှာသူအေးအေးနဲ့စဉ်းစားလို့ရမှာငြိမ်းချမ်းလဲလဲနေတဲ့ဆိုင်ကယ်ကိုပြန်ထူပြီးတော့အိမ်ကိုမောင်းပြန်လာလိုက်တယ်ဆက်ကြိုးပြီးတည်နေတဲ့အောင်လင်းအလောင်းကိုဒီတိုင်မိုးရွာထဲမှာပြစ်ထားပြီးတော့ကြောခိုင်းခဲ့ပါတော့တယ်အိမ်ရောက်တော့စပွဲပေါ်မှာ ထိုင်ပြီးမနေ့ကသူဘာလုပ်ရမလဲဘယ်လိုဖြေရမလဲ သူတွင်းနေတော့မှာပဲအင်တကားခောက်တန်ထွက်ပေါ်လာတော့တယ်။음ကင်းလက်ရဲတွေကအလွတ်အလောင်းကိုတွေ့သွားကြပြီထင်တယ်။ငါ့ကိုအမှုနဲ့ပတ်သက်ပြီးတော့လာစစ်တာဖြစ်မယ်။စိတ်အေးအေးထားပြီးတော့တကားဖူးဝင်ချင်းမှာရဲအရာရှိတွေအစားသူတောက်တမျောလင်းနေတဲ့သူ့မိဒေါ်နေစီဖြစ်နေတယ်။အမေအမေတောက်ကိုလာတွေ့ပြီပေါ့။တားလေးငင်းချင်းအမေတောက်ကိုလာနှုတ်စစ်တာပါကွယ်။အမေကျွလွတ်သွားပါပြီ။အမေရောက်ရမယ့်ဘုံဘွားကိုအမေသွားရတော့မယ်။ အမေကိုကျွတ်လွတ်အောင်လှုပ်ပေးရတဲ့ဒါဟုတ်လေအမေကျေးဇူးတင်ပါတယ်အမေကိုကျွတ်လွတ်အောင်လှုပ်ပေးလို့ကျေးဇူးတင်တယ်လို့ပြောတာလားအမေဒါအမေကျွတ်လွတ်အောင်ဘာလှုပ်ပေးခဲ့လို့လဲအမေသွားပြီဒါနေအောင်လေးမေဒါကိုရှင်းပြခဲ့အောင်လေဒါအမေကျွတ်လွတ်အောင်ဘာလှုပ်ပေးခဲ့ရလဲငိန်ချန်းကသူ့အမေကိုတိချင်တာမေးပေမဲ့ဒေါ်နင်းစီဝိညာဉ်ကတော့မြူကိုအဖြစ်နဲ့လွတ်ပါပြောက်ခဲ့သွားပြီသူ့အမေပြောက်ခွေသွားတော့မှ နင်းချန်လဲသူ့မိကျွတ်လူပြီးဆိုတော့မနေ့ဖြန်ရဲတွေလာမရင်တော့သူအမှန်တိုင်းအစ်စ်ခံမှုဆုံးဖြတ်လိုက်တယ်။အိမ်ထဲပြောင်းဝင်ဖို့နင်းချန်လဲလိုက်တော့အမတ်ပတိအေးဆက်တဲ့လက်တစ်ခုက သူ့ရဲ့လက်မောင်းကိုဆွဲထားတယ်လို့ခန်းစားရတယ်။သူနောက်ပြန်လက်ကြည့်လိုက်တော့တည်သွားတဲ့သူ့တငယ်ချင်းအောင်လွင်ဖြစ်နေတယ်။နင်းချန်မင်းငါ့ကိုတည်အောင်လုပ်တယ်။မင်းကြောင့်ငါတည်ရတာ။မင်းကြောင့်ငါတည်ရတာ။မင်းဘလို့လှုပ်ပေးမလဲ။ငါမင်းကိုမကျေနပ်ဘူး။ ဆက်ကျူးနေတဲ့တရဲအောင်လင်ကငင်းချမ်းကိုလဲပေးညစ်တော့တယ်။ငါမရရွယ်ဘူးအောင်လင်။ငါမရရွယ်ပါဘူးကွာ။ငင်းချမ်းအောင်နေရင်နဲ့ဖြက်ကနေနိုးလာတယ်။သူစပွဲပေါ်ထိုင်နေရင်နဲ့အိပ်ပျော်သွားတယ်လို့ခံစားရပေမဲ့ခုနကသူမြင်ခဲ့တဲ့အရာအလုံးဟာအိမ်မက်မဟုတ်ဘူးဆိုတာကိုအိမ်မက်မဟုတ်ဘူးဆိုတာကိုသူ့စိတ်ထဲကသိနေတယ်။တညလုံးအိပ်စက်မရဘူး။စိတ်တွေချောက်ချပြီးတော့အယူတယောက်လိုအောင်လင်ကိုသူတတ်တာမဟုတ်ကြောင်းကို အောင်လင်ကိုတောင်းပန်နေရှာတယ်။ မိုးလင်းတော့မှငင်းချင်းလဲရီမိုးချိုးပြီးတော့တညလုံးမအိတ်ထားတော့ခေါင်းကမကြည့်ဘူးအလုံနာချင်ပေမဲ့သူနားလို့မရဘူးအောင်လင်းကိစ္စကရှိသေးတယ်ရဲတွေရုံးကိုလာမရင်တော့သူဖြည့်ရှင်းဖို့သွားရမယ်ငင်းချင်းလဲဆက်ညင်ညင်နဲ့အလုတ်ကိုထွက်လာတယ်အလုတ်ရောက်တော့သူတို့နဲ့လုတ်ဖော်ကင်ဘက်တွေကအောင်လင်းအကြောင်းကိုတခွန်းတဆပြောနေတာကြတော့အနားကိုရှောက်သွားလိုက်တယ်။"အော်၊ငင်းချင်ပါလား။မင်းချားပြီလား။" ညမင်းတငယ်ကြီးအောင်လင်းအသက်ခံရလို့ဟာဟုတ်လားအောင်လင်းဆုံးတာတော့ငါကြားတယ်အသက်ခံရတာလို့တော့မချမိဘူးဆံကေမောက်တာဆိုဘယ်ကဆံကေမောက်ရမလဲငြိမ်ချမ်းရဆရာဝန်နေစစ်ဆေးပြီးပြီအောင်လင်းလည်းပြီးမှညုံမဲနေတဲ့လက်ရည်ရှိတယ်လက်ရင်ချိုးပြီးအသက်ခံရတာသူ့လက်ပြီးကိုသူ့ပြန်လင်းချိုးမလားမင်းစဉ်းစားကြည့်လေငြိမ်ချမ်းအေးကွာငါကမင်းမင်းတို့အသက်ခံရမှန်းတော့မသိလိုက်ဘူး ငါအလုတ်သွားလုတော့မယ်။ငင်းချန်လဲသူ့လုတ်စပွဲမှာထိုင်ပြီးတော့စဉ်းစားရကြနေရင်သူနဲ့အောင်လင်အတူတူပြန်လာတာ။ဆိုင်ကယ်မောက်လို့စက်ကျိုးပြီးတည်သွားတာ။ဘလို့ဖြစ်လို့လက်ရာတွေရှိပြီးတော့လဲလင်ချိုးခံရတဲ့ပုံပေါက်နေရလေ။ဒီနေ့ကအလုတ်သေးကိုစိတ်နှထားလိုက်တယ်။ဒီနေ့မှအလုတ်နည်းနည်းများတော့ညရှိနိုင်ကြောမှအလုတ်သိမ့်ဖြစ်တယ်။အရင်မတော့ချင်မဲနဲ့အောင်လင်အတုပသွားကူရမယ်ဆိုပြီးတော့အောင်လင်အိမ်ကိုထွက်လာလိုက်တယ်။အောင်လင်အိမ်ကိုရောက်တော့ ူထင်တယ်လို့အတုပမရှိပဲလူနှစ်ယောက်ပဲပစ္စည်းတွေတင်းစီထားတာမင်းတို့ခြံထဲကိုလမ်းဝင်လိုက်ပြီးတော့ပစ္စည်းတင်းနေတဲ့လူကြီးတယောက်ကိုလမ်းမေးလိုက်တယ်ဥလေဒီအိမ်က အောင်လွင်အိမ်မဟုတ်ဘူးလားဟုတ်ပါတယ်ကွယ်ဒါဆိုအတုပမလုပ်ဘူးလားဥလေအတုပကဒီအိမ်မှာမလုပ်ဘူးကွယ်အောင်လွင်မိဘတွေကသူ့အလောင်းကိုနေကိုပြန်တယ်သွားပြီဟိုမှာပဲတကြုံမဲတဲ့အဲ့ဒါကြောင့်ဥရုပစ္စည်းတွေလာတင်းနေတာ ။ရင်းချမ်းလဲသူတိချင်တာတိရပြီးတော့ဟိုတီကိုကြည့်လိုက်တယ်။အောင်လွတ်ရဲ့အိမ်ဘေးမှာခွေးတကောင်ဖနက်တစ်ဖက်ကိုကပ်ပြီးဆွတ်နေရမင်းတို့အဲ့ဖနက်ကို သူမြင်မှုပါတယ်။ခွေးစီအပြေးရောက်သွားပြီးတော့ခွေးကြိုက်ထားတဲ့ဖနက်ကိုဆွဲယူကြည့်လိုက်တယ်။သူနဲ့တကန်းလောက်မှလဲခွေးမြေတွင်တစ်ခုကို တူးဆော့ထားသလိုနဲ့မြေစာပုံပေါ်မှာဖနက်တစ်ဖက်ဖနက်ကိုငိမ့်ချမ်းတေချာကြည့်လိုက်တယ်။ဟုတ်ပြီ။ဒါ ဒါအမေကိုငါဝယ်ပေးထားတဲ့ဖနာဘလို့ဖြစ်လို့ဒီရောက်နေရလဲခွေတူးဆော့ထားတဲ့နေရာကိုငင်းချမ်းမြေစာတွေဖယ်ကြည့်လိုက်တော့လူရိုးနှချောင်းကိုတွေ့ရတယ်ဒါဒါငါမေခြေထောက်တွေဖြစ်ရမယ်ငင်းချမ်းလဲဘေးနားကဖုံးအုပ်ထားတဲ့ကားအဝတ်ကိုဆွဲလန်လိုက်တယ်အောင်လင်းစီးနေကြကားအရှိမတိုက်ရနဲ့သွေးချောက်တွေငင်းချမ်းသဘောပေါက်သွားပြီသူ့မိကိုကားနဲ့တိုက်တဲ့သူကသူ့တငယ်ချင်းအောင်လင်းပဲ အခုအောင်လွင်လဲတည်သွားပြီသူ့အတွဲလွန်နေတုန်းကရုတ်တရက်သူ့ကိုတယောက်ယောက်ကကြည့်နေတယ်လို့စိတ်ထဲထင်မိပြီးတော့ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တယ်အိမ်ထဲကပြီးသူ့ကိုကြည့်နေတဲ့အောင်လွင်သူဒုတိယအကြိမ်မရချင်းပဲလိန်နေတဲ့ကောင်းနဲ့အောင်လွင်ကသူ့ကိုစန့်ကြည့်နေတယ်ငြိမ်ချင်လဲကြိုးရဲစိတ်သွားတာပဲမကြောက်တတ်ဘူးဆိုတဲ့လူကဒူးတွေတုံအာကောင်တွေခြောက်လာပြီးတော့ခြံအပြင်ကိုအပြေးထွက်လိုက်ရတယ်ခြံအပြင်ကိုရောက်တော့ဆိုင်ကယ်ဆက်နိုးပြီးတော့သူ့အိမ်ကို ပြန်မောင်းလာတော့တယ် ရင်ချန်ဆိုင်ကကိုမောင်းလာပြီမဲအောင်လင်ကသူ့ကိုစက်ကြည့်နေတဲ့ပုံကိုပြန်မြင်အောင်ပြီးတော့စိတ်ကမတည်မငြိမ်တော့ဘူးဆိုင်ကကို120တိရောက်မဲမသိလီပါကိုတအားဆွဲတင်လိုက်တော့တယ်ဆိုင်ကကို120တိရောက်မဲမသိလီပါကိုတအားဆွဲတင်နေတော့တယ်အောင်လင်နဲ့သူဆိုင်ကမောက်တဲ့လမ်းအချို့မှာတော့ရှိကမောင်းလာတဲ့ကားနဲ့တိုက်မိမလို့ဖြစ်ပြီးတော့ဆိုင်ကမထိန်နိုင်မင်းနဲ့လမ်းဘေးကိုထိုးချသွားတော့တယ်တနအီလောက်နေမှပဲရင်ချန်တတိပြန်ရလာတယ်တတိရလာတဲ့ သူကားရှောင်ရင်ဆိုင်ကယ်မောက်တာတတိယသွားတယ်။ကုန်းထလိုက်ပြီးတော့လဲကျနေတဲ့ဆိုင်ကယ်စီကိုလမ်းသွားလိုက်တယ်။ရှောက်နေရင်မျက်စိကလမ်းမပေါ်ရောက်သွားတယ်။သူလမ်းမီနေရတာကအရှိတ်သုံးခုပေးကလူနည်းရလောက်ရှိတဲ့အိပ်မဲမဲကဟိုဘက်ကတယောက်ဒီဘက်ကတယောက်အလဲကလူကိုတွေ့ထားတာ။အလဲကလူကိုတော့သူသိတာပေါ့။ဆိုင်ကယ်မောက်ပြီးတည်သွားတဲ့သူတငယ်ချင်းအောင်လင်း။သူလည်းအမိကိုအောင်လင်းကားနဲ့တိုက်တာ။သူလည်းသူ့မိကိုအောင်လင်းကားနဲ့တိုက်တာ။ ဘာလို့မပြောလဲသိချင်နေမိရဲ့။အောင်လွင်ငါ့အမေကိုကားနဲ့တိုက်တာမင်းမဟုတ်လား။ဟုတ်ပါတယ်တကယ်ချင်းငါမယူပါဘူးကွာ။အဲ့ဒီကငါတအားမှုနေတာ။ကားမောင်းပြန်လာရင်နဲ့ငါတောက်လက်ဆဆီလစ်တူပြုတ်ကြလို့ငါတောက်လက်ဆဆီလစ်တူပြုတ်ကြလို့ကားလောက်မှဆူပြီးတော့ကောက်လိုက်တာ။ခေါင်းပြန်မော်တော့လူတယောက်လမ်းဖြတ်ကူးလာတာကိုတိုက်မိသွားတယ်။ဘရိတ်အုပ်လို့မမီတော့ဘူး။ငါတကယ်မယူပါဘူးကွာ။ခုလေငါသွားရတော့မယ်။ မင်းကတည်သွားပြီလေအောင်လေးဖယ်သွားဦးမှာလဲမင်းဘေးကရက်နေတဲ့သူတွေကဘသူတွေလဲတင်မင်းတမန်ငရေသားနှစ်ယောက်ပါငါလူဘွားမှာအတော့အစားနဲ့အပျော်ပါပဲလုပ်နေတာကုသိုလ်တစ်ခုမှလုပ်မထားတော့ငဲကိုတော့ဖို့ငါ့ကိုလာခေါ်ကြတာငါသွားတော့မယ်နေဦးလေးအောင်လေးနေဦးငါရောဘာဖြစ်နေပြီလဲငင်းချင်းအော်မင်းနေပြီမဲ့အရှိတ်သုံးခုကပျောက်ကွယ်လို့သွားပြီငင်းချင်းလည်းအခုမှဆိုင်ကယ်ကိုတတိယပြီးတော့ဆိုင်ကယ်ကိုသွားထူလိုက်တယ် ငင်းချန်ဆိုင်ကယ်ကိုကန်လိုက်ပေးမယ်။လေဝသာကန်မိနေတယ်။သူ့ဘေးကအရာဝတ္ထုမှန်တမျှဟာဘာမှကန်တွယ်လို့မရဘူး။အဲ့အချိန်ကျမှဆိုင်ကယ်နဲ့မလန်မကန်မှာတော့လဲကျနေတဲ့လူတယောက်ကို သူ့မြင်လိုက်ရတယ်။အနားသွားကြည့်လိုက်တော့မှဇက်ကြိုးပြီးရုပ်ပြက်စင်းပြက်တည်ဆုံးနေတဲ့သူ့လောင်းအလောင်းကိုကြည့်ပြီးတော့ငင်းချန်ဟာအရာအားလုံးကိုသဘောပေါက်လိုက်ပါတယ်။သူ့မိတော်နင်းစီကားတိုက်ပြီးသေးတယ်။သူ့တငယ်ချင်းအောင်လင်ကို သူ့မိကဇက်ချိုးတတ်ပြီးတော့လူစားလဲသွားလို့ကျွတ်လွတ်ပြီးဆိုပြီးတော့သူ့ကိုလာပြောတာတကယ်ချင်းအောင်လင်ကရောတကယ်ချင်းအောင်လင်ကရောသူ့ကိုလူစားလဲလိုက်တာပေါ့အဲ့ဒါကြောင့်ဆန်ရကနေငရေကြခံမှုလောက်ခေါ်သွားတာသူကရောဘသူနဲ့လူစားလဲရမလဲငင်းချင်းလူစားလဲဖို့တင်မင်းချိုးခွေကနေပဲစောင့်နေရပြီပေါ့ငင်းချင်းလူစားလဲဖို့တင်မင်းချိုးခွေကနေပဲစောင့်နေရပြီပေါ့ ပရိသတ်များရှင်ဒီဇလန်လေးကတော့ဒီလောက်ပါပဲရှင်ဒီလိုစိတ်ဝင်စားကြရာပရလောကဇလန်များကိုအမြင်နာဆင်နိုင်မှုအတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးပါအောင်ရှင်ဇလန်အတိတ်တွေတင်တိုင်းအမြဲတရှိနိုင်မှုအတွက်ကိုလည်းဖေးနာကနူတီခေါင်းလောင်းလေးကိုနှိပ်သွားပေးပါအောင်နော်